နေရော်ရီယိုဘုတ် channel ကို နားဆင်အားပေးနေကြတဲ့ချစ်ရတဲ့ပိသက်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့စာရေးသူဖွင့်ရေးသားထားတဲ့မြေခဲစာရသည့်ပိတ်တာဆိုတဲ့ပြည့်မှန်ဇလန်းလေးရဲ့အစားဆုံးကိုပြဆက်လို့ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇလန်းလေးမစတင်ရင်ဒီမရဲ့ channel လေးကို like ခံ subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။စံပြော်ရွာလေးသည်စံပြော်ဆိုတဲ့နာမည်အတိုင်းအလွန်မင်းနေခြင်းစရာကောင်းသည့် ရွာလေးတစ်ရွာဖြစ်နေတယ်။ထွေရွာရဲ့အဓိကစီးပွားရေးမှာစိုက်ပျိုးရေးဖြစ်တဲ့အတွက်ခြံပြင်များကြီးပန်ဆိုင်ထားသူကရွာရဲ့တည်ထောင်ရေးဝင်ဖြစ်နေတယ်။ထွေရွာရဲ့နေထိုင်တဲ့ဒေါ်လန်းဆိုသည်ကမြေဟာအများဆုံးပိုင်ဆိုင်သည့်တည်ထောင်ရေးဝင်ဟုဆိုလင်းလေအမားခဲ့ပြီ။သူမဟာထွေခြံပြင်များအားလူရဲ့တဖုံဈေးနဲ့ရေတမျိုးဖြင့်ရယူခဲ့ခြင်းဖြစ်နေတယ်။ဒေါ်လန်းသည်သားသမီးရှိအောင်မိခင်ဖြစ်လျာသားသမီးများရဲ့နောင်ရည်အတွက် မကောင်းမှုကိုကျူးလွန်ခဲ့လေတယ်။သူမနဲ့ခြံခွက်ကြီးနေဆက်သူတို့မှာသူ့ထံနေဈေးပေါ်ပေါ်ဖြင့်ခြံခွက်ကိုရောင်းကြရလေတယ်။မရောင်းလင်လဲအကျုံးခံရမည်သဘောပင်ဖြစ်လေတယ်။အเจ้าမတော်လွမ်းဟာသူ့ရဲ့ခြံအနီးမှာရှိတဲ့တပားသူမျိုးခွဲများကိုတလက်မှရရနှစ်လက်မှရရယူတတ်လေတယ်။တစားတစားဖြင့်တိုးယူတိုးယူလေဟာရေပမာဏများလာလေတယ်။ဝင်များဝင်တိုင်းဆိုသည့်တိုင်ဥရေဟာလည်း သူမရဲ့လက်အောက်တွင်သာရှိနေတယ်။နောက်ဆုံးနဲ့ချမ်းပိုင်ရှင်များဟာဒေါ်လွန့်အားချမ်းပြေလကားပေးမိစားနည်းနည်းရလဲတန်သည်ဟုစိတ်ဝဲရင်မှတ်ကဒေါ်လွန့်ထံသို့မိမိတို့ပိုင်ဆိုင်သည့်မိယာများအားရင်နနာနှင့်ပြလိုက်ရလေတယ်။သို့တော်ဝိဟူတီကလည်းမြဲပဲမဟုတ်ပါလား။ဒေါ်လွန့်အသက်85နှစ်အရွယ်မှာငွေပြန်ရောဂါဖြစ်ကာအိရာတဲ့၌ချီတို့သေးတို့ပါချကုန်လေတယ်။သာသမီများမှလည်း အင်းအောင်ကြကုန်ကြသဖြင့်သူ့ဟာပြည့်စုံမဲ့လူကမရှိပေသူနဲ့အတူလာနေတဲ့ရင်းမလေးတယောက်ကသာသူ့တံကိုခံရလေတယ်အတရားမြင်လူခံထားရတဲ့သူတို့ကတော့ဒေါ်လွန်ရဲ့ဖြစ်ကိုကြည့်ပြီးဝှက်လေတာဟုနောက်ကွယ်နိုင်ပြောကြလေတယ်ငွေပြန်ရောကဖြင့်အသက်86နှစ်အရွယ်မှာဘဝတစ်ပတ်ကိုကူးပြောင်းသွားလေခဲ့တယ်သို့တော်ဝစ်ကြီးသောဒေါ်လွန်တယောက်မိမိရဲ့မတော်လောဘကြောင့်တည်လွန်သွားတဲ့အခါမှာလဲမကျွတ်မလို့ဘဝဖြင့်သာတင်လည်နေခဲ့ရလေတယ် သူပိုင်ဆိုင်ခဲ့ဘူးတော့ရှင်ဝင်ဥစ္စာများကသားသမီးတို့ကအမွေခွဲယူသွားကြလေတယ်။သူကိုယ်တိုင်ကခြံကြီးတွဲတင်ဆင်းရဲပင်မစွာနေနေရလေတယ်။ဒီနေ့တွင်သူ့ရဲ့မြင်မလေးဟာအမွေရတဲ့ခြံထဲသို့အလုလုခဲ့လေရာခြံထောက်မှငိုတန်းကိုကြားလိုက်ရလေ။ရောက်တဲ့သူမဟုတ်တဲ့အတွက်ငိုတန်းကြီးရသူလည်းရချာကြည့်တော့လေလူရဲ့လူကြောင်မှပင်မတွေ့ရပေ။ငိုတန်းဟာရက်မသွားပဲသူခြံပက်ပက်လေတွင်သာဖက်ရွယ်ငုံနေလေတယ်။ ရရောက်ကသူအားစားနောက်နေခြင်းဖြစ်မည်ဟုမှတ်ပြီးအလုတ်ကိုဆက်လုံနေခြင်းမှာဘယ်ကလာမှန်းမသိတဲ့ရွေစာကလေးတစ်ခုကသူ့ရဲ့ကြောကုန်းကိုလာ၍မှန်းလေရဲ့အာငါ့ကိုဘသူပြစ်လိုက်တာလဲဖက်ခဲနော်ငိုစံနေနဲ့စားနောက်လိုက်ရွေစာကဲနဲ့ပြစ်လိုက်နဲ့ဘသူလဲအခုထက်ခက်စံအဲ့ဒါလို့ဩပြောပြီးဘသူမှထွက်မလာခဲ့ပြီအလုတ်ပြန်လုံးလေနဲ့သူ့ရဲ့နေရာအနှံ့အားမြေခဲနဲ့ပေါက်ပြန်လေရဲ့သူမှဘာမှမပြောတော့ဘဲ အလုတ်သာဆက်လုပ်နေလေတဲ့ဒီချိန်မှာဘိုးဆိုတဲ့အတန်းနဲ့တူအာအစားကရေခဲတဲတဲလေးနဲ့သာပြစ်တော့လေသူဘယူးမဆိုင်တော့ကရေသာတုံးကြီးကသူ့ရဲ့ကြောပြင်းအားလာမှန်လေတဲ့တစ်ခါနှခါမဟုတ်တော့သဖြင့်စိတ်ကတူလာကအောက်ပြားကိုပြစ်ချလိုက်ပြီးခမိန်ကိုတူတူပြင်ဝင်လိုက်ကဘသူလဲဟဲ့အတော်အားရနေတာလားသူများလုံးလုံးနေတာကိုနင်တို့မမြင်ကြဘူးလား ဆောက်လုံးနဲ့ကန်းနေလားဟဲ့လားကဲစမ်းနရင်ကိုအုပ်ပစ်လိုက်မယ်ဟုတ်တယ်လူဘာမှနေလဲမသိဘူးဘေဘီကိုကြီးကဆဲဆူလိုက်လေတယ်ထိုကပတ်ဝန်းကျင်တကူတော့နှစ်ဆိုင်ညင်သက်သွားလေတော့တယ်ထိုမြင်းမလေးဟာအဖွားဟာပြုစုခဲ့သောကြောင့်အဖွားပိုင်တဲ့အင်ကြီးအားအမွေအဖြစ်ရရှိထားလေတယ်ထိုအိမ်တွင်သူပြောင်ထဲသာနေလေတယ်ညဘက်အေးရဝင်တော့ကသူမဟာတည်လွန်ပြီးဖြစ်သောအဖွားဖြစ်သူတော်လွန်အားအိမ်မက်မက်လေတော့တယ် ဟင်အဖွားပါလားဘာလို့မြကြီးတို့ရွက်ထားရတာလဲဘူကတော်လွန်းဟာကြည်ကျူပါအောင်အောင်ငူလိုက်ပြီးအဖွားရဲ့မတော်လောဘကြောင့်သူများပိုင်ရဲ့မြေကိုလူယူခဲ့ပြီလို့ဒီဘွားမှမကြမလို့နဲ့မြေခဲကိုပဲစားရတယ်ဘောင်းပေါ်မှာလဲမြကြီးကိုရွက်ထားရတယ်မြလေးရဲ့အဖွားရဲ့လောဘကြောင့်အဖွားအရင်ပင်မန်းစင်းရနေရပြီမြလေးအဖွားကိုကယ်ပါအောင်နော်ဟင်အဖွားကမြကြီးကိုစားရတယ်ဟုတ်လား တယ်မြင်းလေးရဲ့အဖွားမှအခုညီတောင်းရမယ်သူဆိုလို့မြင်းလေးပဲရှိတာပါအဖွားရဲ့သားသမီးတွေကလည်းအဖွားကိုသတိမရကြဘူးလေလေးလေကအဖွားမြင်းလေးကိုအခုညီတောင်းညင်လို့မြင်းလေးချောင်းအောင်ငုပ်ပြီးရေခဲနဲ့ပေါက်တယ်အဲ့ဒါမြင်းလေးကစိတ်ဆိုးပြီးအဖွားကိုဆဲတယ်လေထိုကသူမဟာလေးလေကသူ့အားမြေစာခဲနဲ့ပေါက်သူကိုသတိရသွားခဲ့ပြီးဟင်အဲ့ဒါအဖွားလောက်တာလားမြင်းလေးမသိပါဘူးအဖွားရဲ့ ရဲရဲကလာပြီးစားနောက်နေတယ်ထင်လို့ပါညီလေးအဖွားကိုကူညီပါအောင်နော်အဖွားဒီမြေကြီးကိုရွက်ထားရတာပြန်မလာပြီညီလေးရဲ့ဒီမြေကြီးကိုလည်းမစားချင်တော့ပါဘူးအဖွားဘိုက်ရမ်းစားတယ်အဖွားကိုဒီဘွားကလွတ်အောင်ကူညီပေးပါအောင်နော်အဖွားကိုမြေကဘလို့ကူညီရမှာလဲအဖွားပိုင်တဲ့မြေခွက်တွေကိုဖုံးချောင်းကိုလှူပေးပြီးအမြပေးဝတ်ပေးပါအဖွားသူများမြေတွေကိုလူယူခဲ့တဲ့အပြစ်ကြီးတွေကို စကြောပေးပါအဖွားဒီဘွားကလွတ်ချင်လာပါပြီအင်းမမင်းလေအဖွားကိုဒီဘွားကလွတ်အောင်လုပ်ပေးမယ်နော်ဘွားအဖွားကိုမြေတနာတယ်ကျေးဇူးတင်လိုက်တာမြေလေးရဲ့အဖွားတာတို့ခေါ်ဖို့စောင့်နေမယ်နော်ဟုတ်ကဲ့ဘွားဟဲ့မြေတီတာမထသေးဘူးလားနေဖင်ထိုးနေပြီဟဲ့အိမ်မမနေချင်တာကဒီမှာဘင်းလိုအိတ်နေရလို့ကိုဒီသားရဲ့မိခင်ကြီးတော်မိုးစွေမအတန်ကျေပြင်းတကားကိုပုံနှိုးလျား သူမအိမ်မက်နေမှန်းသိလိုက်ရလေ။အိမ်မက်ရဲ့အကြောင်းအားအဖွားရဲ့တာသမီမင်းများကိုပြပြလိုက်တဲ့အခါမှာတော့သူတို့ပိုင်တဲ့မင်းများလှုပ်ပေးရမယ်လို့စိုးရိမ်နေတဲ့အင်းမလို့အင်းမလို့ကြပြီ။ဦးလေးတို့ဒေါ်လေးတို့အဖွားတွေမလို့ရင်လေသမီးကတော့အဖွားစီကရတဲ့ခြံမွေလေးကိုဖုံးချောင်းကိုလှုပ်ပြီးအဖွားကိုမြေကြီးရထားတဲ့ဘွားကနေကျွတ်အောင်လှုပ်ပေးမယ်။သူကကြားလူများကယူပါဟဲ့သူရဲ့ကုစုံတဲ့သူပေါ့ ငါတို့တော့ဆုံးရှုံးမခံနိုင်ဘူးဟေအေးညီကအမေစီကငွေယူထားတာဆိုတော့ညီလှုပ်ပေးလိုက်ပေါ့ေဟုတ်တယ်အဖွားစီကဘာတွေရထားသေးလဲမှမသိတာဒီတာကသူတို့ပြောနေတဲ့စကားများကိုနားမထောင်တော့ပဲသွန်ချိတ်ပင်ကဖုံးချောင်းတို့ထွက်လာလေဆရာတော်အားချောင်းတင်တဲ့အခါမှာတော့ဆရာတော်မသူများရဲ့ဥစ္စာကိုမတော်လောပါဖြင့်ယူဟာချင်းအဖြစ်တို့ကိုဟောပြောပြသပြီးတဲ့နောက်မှာတော့ ရည်သက်ချက်ကကွယ်လွန်သူဒေါ်လွန်းအားအမျှပေးဝေလေဒေါ်လွန်းရဲ့မြေလူကိုလက်ခံကြောင်းလက်ပြောပြီးပြုလို့ရဘုံဘဝသို့ရလွယ်ရောက်လွယ်စီရန်အမျှတမ်းပေးဝေခဲ့တယ်။ညအောင်ရောက်တဲ့ကတီရာရဲ့အိမ်မက်ထဲမှာအဖွားဖြစ်သူကရောက်လာပြန်တယ်။ခါတိုင်းကဲသို့မြကြီးကောင်းမွန်ရမထားရတော့ပဲဝိသင်စားသည့်တတပြပြန်ဝထားလေတယ်။ဟာအဖွားအဖွားသာတို့ခေါ်နိုင်ပြီပေါ့။ရည်ရည်ပြောလိုက်တာ။ ဟုတ်တယ်မြင့်လေအဘွားမြကြီးကိုခေါင်းပေါ်ချက်ပြီးရေခဲတွေဆားရတဲ့ဘွားကကျွတ်လွတ်သွားပြီငါမြင့်လေလေအဖွားစီကတန်ဝေကတရားတွေကိုယူပြီးသူများပိုင်တဲ့ပစ္စည်းဥက္ကာကိုတလက်မတော်မှညူပြီးစေနဲ့နော်အဖွားသွားရတော့မယ်မြင့်လေကိုနှုတ်ဆက်ခဲ့တယ်နော်အဖွားအဖွားသူနိုးလာခဲ့ပြီးအိမ်မက်ထဲမှာအဖွားမြကြီးရွက်ထားရတဲ့ပိတ်တာဘွားမှကျွတ်လွတ်သွားသောကြောင့်ဒီကြတယောက်ပြောရမဆုံးပဲ စ်နေပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကတော့ညမှာပဲပြေဆုံးသွားပါပြီရှင်။ဇလန်းလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပိသက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။နားဆင်ခဲ့တဲ့ပိသက်ပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။